တော်တော်ရှင်တွေအားလုံးဒါရီစွာပါတာယာတဲ့မနခင်လေးဖြစ်ကြပါစေ DMG ရဲ့အပတ်စဉ်နိုင်ငံတကာသတင်းအစီအစဉ်ကိုစတင်ပါတော့မယ်ဒီအစီအစဉ်မှာနိုင်ငံတကာသတင်းကမ္ဘာသတင်းတွေထဲကတပတ်အတွင်းထူးခြားသတင်းတွေကို တစုတစည်းနဲ့ကြည့်ရှုနားဆင်ကြရမှာပါကျွန်တော်ကတော့အစီအစဉ်တိစစ်သူအောင်မင်းဖြစ်ပါတယ် ထမဆောင်အနေနဲ့ဗြိတိန်ကဂျူဖရာအကြောင်းကိုအစ္စလာမ်အစွန်ရောက်တဲ့ဦးအကြံဖက်တဲ့တဲ့င်းနဲ့ဆက်ရှိပါတယ်။ဗြိတိန်နိုင်ငံမန်ချက်စတာမြို့မှာအောက်တိုဘာ၂ရက်နေ့ကဂျူဘာတာဝန်တွေရဲ့အထွတ်မြတ်နေ့ဖြစ်တဲ့အခမ်းအနားယွန်ကပ်ပုကိုကဘာတဝမ်ကဂျူလူမျိုးတွေဆင်နွှဲနေချိန်ဆီးရီးယားနယ်ဖွာအစ္စလာမ်အစွန်ရောက်တဲ့ဦးကကားနဲ့ဝင်တိုက်ပြီးအကြံဖက်ခဲ့ပါတယ်။အကြံဖက်တိုက်ခိုက်ခဲ့တဲ့အမျိုးသားကိုရဲတပ်ဖွဲ့ကနိုင်ပိုင်းအတွင်းအသေးပြက်ခတ်ဖမ်းဆီးခဲ့ရပါတယ်။တိုက်ခိုက်သူဟာဆီးရီးယားနယ်ဖွာ အသက်35နှစ်အရွယ်ဗြိတိန်နိုင်ငံသားအယ်ရှာမီဖြစ်ပါတယ်။သူဟာဟင်တွန်ဘတ်ဟီဘရူးဖရာရှိကိုကျောင်းအပြင်ဘက်ကလူအုပ်ကိုကားနဲ့တိုက်ပြီးနောက်လန်တွန်လန်လာတွေကိုလက်ဒါနဲ့ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။အယ်ရှာမီနဲ့အတူအသက်31ကျင်အမျိုးသား2ယောက်နဲ့အသက်60ကျင်အမျိုးသမီးတို့ကိုလည်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ရပါတယ်။သူတို့ကိုအကြမ်းဖက်မှုလုပ်ရတဲ့ကျူးလွန်တာကျွလုံမှုပြင်ဆင်တာနဲ့အလုံးစော်တာစားတဲ့တန်တရားတွေနဲ့ထိမ့်သိမ်းထားတယ်လို့မန်ချက်စတာရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။တိုက်ခတ်မှုတွင်တေဆုပ်သူ၂ယောက်မှာ ဂျူအမျိုးသားတွေဖြစ်ပြီးတခြားသုံးခါဟာဆေးရုံမှာပြေးထန်တဲ့တရားတွေနဲ့စီကူးသမှုခံယူနေရပါတယ်။ရဲတပ်ဖွဲ့ကအဲ့ဒီဖြစ်စဉ်ကိုအကြမ်းဖက်မှုအဖြစ်ကြေညာထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ရုရှားရင်နံတွေတင်ပေါ်တစည်းကိုပြင်သက်ဆက်တက်စီးနေဖွန့်စီတဲ့တဲ့တင်ကိုတင်ဆက်ပေးမှာပါ။ရုရှားပိုင်ရေနံတွေတင်ပေါ်တစည်းကိုပြင်သက်ဆက်သားတွေကကြားဖြတ်စီးနေဖွင့်စီခဲ့တယ်လို့သိရပါတယ်။အဲ့ဒီရေနံတွေတင်ပေါ်ဟာပြင်သက်နဲ့ အနောက်မဟာမိတ်နိုင်ငံတွေကသတ်မှတ်ထားတဲ့အရေးယူပိတ်ဆို့မှုတွေကိုရှုဖောက်ပြီးရုရှားတဲ့ရင်းနှံတည်ယူပို့ပေးနေတဲ့ Shadow Fleet လို့ခေါ်တဲ့ရင်းနှံတင်သင်းပေါ်အစုအဖွဲ့ရဲ့အစိပ်ပိုင်းလို့ယုံကြည်ရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရပိုင်အတွင်းဒိမ့်မဲ့နိုင်ငံမှာအမျိုးမျိုးမသိဒရုန်းတရှုပ်ဝင်ရောက်ပြန်တန်းတာကြောင့်လေဆိပ်တွေပိတ်ခဲ့ရတဲ့ဖြစ်ရနေတဲ့အဲ့ဒီသင်းပေါ်ကဆက်နွယ်မှုရှိနိုင်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒရုန်းတွေကြောင့်ဒိမ့်မဲ့မှာပြန်များနေခဲ့ရတဲ့ပြီးခဲ့တဲ့သတင်းပတ်တုန်းကအဲ့ဒီသင်းပေါ်ဟာဒိမ့်မဲ့ကမ်းလွန်ရင်းမြစ်မှာရှိနေခဲ့တာပါ။ ပြီးတော့မှပြင်ဆက်ကန့်လွန်မှာရဲအနှန်းငယ်လာကြောက်ရရနန်းနေခဲ့တယ်လို့သိရပါတယ်။ပြင်ဆက်သမ္မတအီမနျူရယ်မက်ခရွန်ကဒိမက်နိုင်ငံကိုပင်ဟင်ကင်မြို့မှာအနိုဘတရဲနေ့ကကျင်းပခဲ့တဲ့ဥပဒေမကထိပ်သီးညီလာခံမှာတော့ပြင်သက်စစ်တပ်ကရုရှားရင်နယ်တွေတင်ဘောကိုဂျာဖြက်ဖန်ဆီးထားတယ်ဆိုတာကိုအတည်ပြုသွားခဲ့ပါတယ် တင်မောတရဟာကြီးမားတဲ့ဥပဒေချိုးဖောက်မှုတွေကိုကျူးလွန်ထားတယ်လို့မက်ခရွန်ကဆိုပေမဲ့အသေးစိတ်ကိုတော့မစိနေခဲ့ပါဘူး။ AFP သတင်းဌာနကတော့ပြင်သစ်စစ်သားတွေရဲ့တင်မောပေါ်တရားစီရင်မှုဟာစက်တင်ဘာ29ရက်နေ့ကဖြစ်ပွားခဲ့တာလို့ဖော်ပြခဲ့ပါတယ်။အဲ့ဒီတင်မောဟာဒိမ့်မတ်မှာပြန်တန်းခဲ့တဲ့ဒရုန်းတွေကိုလွတ်တင်မှုအရှိဆိုင်နေရာအဖြစ်အသုံးပြုခဲ့တာလားဆိုတော့သတင်းထောက်တွေရဲ့မိခွန်းကိုတော့မက်ခရွန်ကဖီမတော်ခဲ့ပါဘူး။လောလောဆယ်မှာတော့တင်မောသားတွေဟာပြင်သစ်ရဲ့ breast မြို့မှာထိန်းချုပ်ခံထားရပြီးအနာပိုင်တွေရဲ့တားဆီးမှုကိုညှဉ်းဆန်းတာ ဘယ်နိုင်ငံသင်ပေါ်လဲဆိုတာကိုတိတိကျကျမဖြေတာတွေအတွက်ဆွဲချက်နှစ်ခုအတင်ခံထားရတယ်လို့သိရပါတယ်၂၀22ခုနှစ်မှာယူကရိန်းကိုရုရှားကကျူးကျော်ဆဲစတင်ခဲ့တဲ့နောက်အနောက်ဥရောပမဟာမိတ်နိုင်ငံအများပြားကရုရှားရဲ့ရေနံတင်ပို့ရောင်းချမှုတွေကိုကန့်သတ်ပိတ်ပင်ဖို့အရေးယူတန်ခတ်မှုတွေကိုကျင့်သုံးခဲ့ကြတာပါအဲ့ဒီရှင်တွေကိုကြော်လာဖို့လဲရုရှားဟာ Shadow Fleet ကိုစုဖွဲ့ခဲ့တာလို့နိုင်ငံသူတွေတိတိကအသုံးသက်ကြပါတယ်။အဲ့ဒီရင်အုပ်စုထဲမှာရင်းနှီးတင်ပေါ်အစီ၆၀၀နဲ့တထောင်ကျားလောက်ရှိမယ်လို့ မခရုံးကကမန်ထပ်ပြီးရုရှားမဟုတ်တဲ့တခြားနိုင်ငံတွေမှာမှတ်ပုံတင်ထားကြတာဖြစ်ပါတယ်ခင်ဗျာ DMG ရဲ့အပစင်နိုင်ငံကတည်းကအစီအစဉ်ကိုဆက်လက်ထုတ်လွှင့်နေပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားဘက်မှဆန္ဒပြမှုတွေအတွင်းလူ၈ယောက်သေဆုံးတဲ့သတင်းကိုတင်ဆက်ပေးမှာပါပါကစ္စတန်ထိန်းချုပ်နယ်မြေအတွင်းကကက်ရှမီးယားဒေသမှာဖြစ်ပွားခဲ့တဲ့ဆန္ဒပြမှုတွေအတွင်းမှာသေဆုံးသူ၈ယောက်ထက်မနည်းရှိခဲ့တယ်လို့ပါကစ္စတန်အရာရှိတွေကအောက်တိုဘာ၂ရက်နေ့မှာအတည်ပြုပါတယ် လူထောင်နဲ့ရှိပါဝင်တဲ့ဆန္ဒပြပွဲဟာကရှမီးယားဒေသမြို့တော်မူဇဖာရာဘတ်မှာစက်တင်ဘာ29ရက်ကစတင်ခဲ့တာပါ။နိုင်ငံသမားတွေအတွက်အခမဲ့လျက်စင်းတဲ့ဈေးကြီးကားတွေလိုအကျိုးခွန်စားခွင့်တွေကိုအဆုံးသတ်ပေးဖို့ဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြပါတယ်။အဲ့ဒီဆန္ဒပြမှုကြောင့်အာဏာပိုင်တွေကအင်တာနက်နဲ့မိုဘိုင်းဝန်ဆောင်မှုတွေကိုဖျက်တောက်ခဲ့တယ်လို့ဒေသတွေမီဒီယာတွေကလည်းဆန္ဒပြသတင်းတွေကိုမဖော်ပြဖို့ကန့်သတ်ခဲ့ပါတယ်။ဆန္ဒပြမှုတွေဖြစ်ပွားခဲ့တဲ့လက်မှတ်တွေပေါ်သွေးတွေစွန့်ထင်နေပြီး ဂျင်ခွန်နေမှန်ခွဲစားတွေနဲ့တောက်တုံးတွေပြန်ကျဲနေတယ်လို့ AFP သတင်းမှာဖော်ပြပါတယ်။ရက်တာသတင်းဌာနရဲ့ဖော်ပြချက်အရရဲ3ယောက်နဲ့ရဲသား9ယောက်စုစုပေါင်း6ယောက်တည်ဆုံးခဲ့တယ်လို့ဖော်ပြတာပါ။မငြိမ်မသက်မှုတွေကြောင့်စီးပွားရေးလုပ်ငန်းတွေကျောင်းတွေနဲ့တည်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေတပိတ်မှောက်ခွဲကြတယ်လို့ပါကစ္စတန်ရုပ်သံတွေကသတင်းထုတ်ပြန်ခဲ့ပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ရှဘတ်ရှာရက်ကတော့ပဋိပက္ခကိုဖြစ်ရှင်းဖို့အစိမ့်အရာရှိတွေပါဝင်တဲ့ကော်မတီတရက်ဖွဲ့စည်းပေးမယ်လို့ကန့်လန့်ထားပါတယ်။ ကျွန်တော်တို့ကရှမီးယားညီနောင်တို့ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့အစိုးရအနေနဲ့အမြဲတမ်းအသိရှိပါတယ်လို့ဆရာကပြောခဲ့တာပါစနတ်ပြမှုတွေကိုကြေးလက်ဒေသမွတ်စလင်အများစုနေထိုင်ရာဒေသကဒေသခံတွေခွင့်ရတဲ့တောင်းဆိုတိုက်ပွဲဝင်ဖို့ဖွဲ့စည်းထားတဲ့အရက်ဖက်လူခွင့်ရအဖွဲ့အစည်းဖြစ်အဝါမီလှုပ်ရှားမှုကော်မတီအဝါမီအက်ရှင်ကော်မတီ AAC ကဥဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းတွေကတော့ကာတာနိုင်ငံကိုကာကွယ်ဖို့အမေရိကန်သဘောတူတဲ့သတင်းပဲဖြစ်ပါတယ် ကတနငုံကကွယ်ဖို့အမေရိကန်စည်ရေးလှုပ်ရှားမှုအပါအဝင်နေလန်အလုံးကိုအသုံးပြုသွားမယ်လို့ကတိပြုတဲ့အထူးအမိန့်တရက်ကိုတမဒဒိုနယ်ထရန့်ကစက်တင်ဘာ29ရက်နေ့မှာလက်မှတ်ရေးထိုးလိုက်ပြီးအဲ့ဒီအမိန့်စာရဲ့စာသားကိုအင်ဖြူရောရဲ့ဝက်ဆိုက်မှာအောက်တိုဘာ1ရက်ကဖော်ပြခဲ့ပါတယ်။စက်တင်ဘာလအစောပိုင်းကကတနနိုင်ငံဒိုဟာမြို့မှာဟာမက်စ်ကောက်ဆောင်တွေကိုအစ္စရေးကပြင်းထန်တိုက်ခိုက်မှုအပြီးမှာကတရဲ့လုံခြုံရေးစိတ်ရှာစီဖို့တမဒထရန့်ကအခုလိုအမိန့်ကိုလက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။တမဒထရန့်ရဲ့အမိန့်မှာနှစ်နိုင်ငံနီးကပ်တဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ဘုံအကျိုးစီးပွားကိုကိုကွားဖော်ပြထားပြီးပြင်ပခတိုက်ခိုက်တာကိုကာတာနိုင်ငံရဲ့လုံခြုံရေးနဲ့နယ်မြေပိုင်နဲ့အရှုပ်ချအာဏာကိုအာမခံတယ်လို့ကတိပြုထားတာပါတိုက်ခိုက်မှုတွေဖြစ်ပွားရင်အမေရိကန်နဲ့ကာတာနိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့နဲ့ငြိမ်းချမ်းရေးနဲ့တင်ရင်ရုပ်ကိုပြန်လည်ရရှိဖို့တတ်တမန်ရေးရာစီးပွားရေးဆိုင်ရာနဲ့လိုအပ်ရင်ဆက်ရေးဆိုင်ရာအပါအဝင်တရားဝင်ပြီးသင်းလျော်တဲ့အစီအမံအလုံးကိုဆောင်ရွက်တော်မယ်လို့ ထရန့်ကဆိုခဲ့ပါတယ်အစ္စရေးတိုက်ခိုက်မှုအတွင်းကာတာလုံခြုံရေးတပ်ဖွဲ့ဝင်တရားအပါဝင်၆ရောက်တည်ဆုံခဲ့ရတဲ့အတွက်နေတန်ယာဟုကကာတာအစိုးရကိုဖုံးစပြီးနည်းနည်းဆိုင်းဆိုင်နောင်တရတယ်လို့ပြောဆိုဖို့အစီအစဉ်ပေးခဲ့တယ်လို့လည်းအင်ဖီရဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ကာတာနိုင်ငံရှားရေးဝန်ကြီးဌာနကအမေရိကန်ရဲ့ကတိကဝတ်ကိုနှစ်နိုင်ငံရဲ့နိကရက်ကာကွယ်ရေးမိဖက်ဆက်ဆံရေးကိုခိုင်မာစေတဲ့အရေးကြီးတဲ့ရှေ့လမ်းလို့လည်းဖော်ပြခဲ့တာပါအခုအထူးအမိန့်လက်မှတ်ရေးထိုးတာကိုသမ္မတထရန့်က အတို့ဘတရဲ့ညနေပိုင်းမှာကတာအင်ရှင်းမင်းသားရှိုက်တမင်ဘင်ဟာမက်အက်ဒနီတန်ဖုံးဆက်ပြောဆိုခဲ့တယ်လို့အမည်မဖော်လိုတဲ့အင်ဖီရိုအရာရှိတယောက်ကပြောပါတယ်ခင်ဗျာဒီတစ်ပတ် DMG ရဲ့အပစင်နိုင်ငံတကာသတင်းအစီအစဉ်မှာနောက်ဆုံးတင်ပြဖို့ရွေးချယ်ထားတဲ့သတင်းကတော့နျူကလ িয়ার ကိုလုံးဝစွန့်လွှတ်မှာမဟုတ်ဘူးလို့မြောက်ကိုရီးယားပြောတဲ့သတင်းပဲဖြစ်ပါတယ် ပြောင်းရွှေ့အနေနဲ့နျူကလ িয়ার လက်နက်ကိုလုံးဝဆွန့်လွတ်မှာမဟုတ်ပေမဲ့တန်တမန်လမ်းကြောင်းအတွက်တကားကိုဖွင့်ထားဆဲဖြစ်တယ်လို့မြောက်ကိုရီးယားဒုနိုင်ငံရှာရေးဝန်ကြီးကစက်တင်ဘာ29ရက်နေ့မှာပြောကြားလိုက်ပါတယ်ဒီမိုကရက်တစ်ပြည်သူ့သမ္မတမြောက်ကိုရီးယားနိုင်ငံ DPRK အပေါ်နျူကလ িয়ার လက်နက်ဖြစ်သင်းရေးသတ်မှတ်ပြဋ္ဌာန်းလိုက်တာကနိုင်ငံရဲ့အရှုပ်ချအနေနဲ့ရက်တိပိုက်ခွင့်ကိုဆွန့်လွတ်ဖို့တောင်းဆိုတာဖြစ်စလို့ဖွင့်စည်းဖို့အချိန်ဥပဒေကိုရှင်းဖော်ဖို့တိုက်တွန်းနေတဲ့အတူတူပဲဖြစ်ပါတယ် နျူကလ িয়ার ဆိုတာကကျွန်တော်တို့ရဲ့နိုင်ငံတော်ဥပဒေအမျိုးသားရေးမူဝါဒအချုပ်အခြာအာဏာနဲ့အတူရက်တည်ပိုက်ခွင်းလဲဖြစ်နေလို့လုံးဝစွန့်လွတ်ဖို့မရှိပါဘူးဘလို့အရှင်နေအောက်မှာပဲဖြစ်ဖြစ်ဒီသဘောထားကနေပြီးကျွန်တော်တို့လုံးဝသွေဖယ်သွားမှာမဟုတ်ဘူးလို့မြောက်ကိုရီးယားနိုင်ငံရှာရေးဝန်ကြီးခင်ဆွန်ဂျောင်ကကုလသမဂ္ဂညီလာခံမှာပြောကြားခဲ့တာပါဝမ်ဂျီကီဆုံချောင်းဟာကုလသမဂ္ဂရဲ့နှစ်စဉ်ကျင်းပတဲ့အဆင့်မြင့်အစည်းအဝေးသတင်းပတ်ကိုတက်ရောက်ဖို့အတွက်နယူးယောက်မြို့ကိုတောရောက်ခဲ့ပြီးအဲ့ဒီတောင်ဝန်ကိုအရင်ကအဲ့ဒါထက်နှိမ့်နေမြောက်ကိုရီးယားနိုင်ငံရဲ့ တန်အမတ်အစင်ကပဲထန်ရွက်ခဲ့ပြီးတော့လက်ရှိမှာတော့အဲ့ဒီအစင်မြင့်တင်ဆောင်ရွက်လာတာဖြစ်ပါတယ်။မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအန်ဟာသူ့ရဲ့နျူကလ িয়ার လက်နက်တွေကိုဆက်လက်ထိန်းသိမ်းထားခွင့်ရမယ်ဆိုရင်အမေရိကန်ပြည်ထောင်စုနဲ့ဆွေးနွေးဖို့အသင့်ရှိတယ်လို့ပြီးခဲ့တဲ့သတင်းပတ်အတွင်းကပြောကြားခဲ့တယ်လို့ကိုရီးယားဗဟိုသတင်းအေဂျင်စီ KCNA ရဲ့တရားဝေသတင်းထုတ်ပြန်ရှင်းမှာဖော်ပြထားပါတယ်။နျူကလ িয়ার လက်နက်စမ်းသတ်မှုကို2006ခုနှစ်မှာပထမဆုံးအကြိမ်လွှတ်ဆောင်ခဲ့တဲ့မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့တာမြက်လက်နက်ထုတ်လုပ်တဲ့အစီအစဉ်တွေကြောင့်ကုလသမဂ္ဂရဲ့ပြစ်ဒဏ်ကပိတ်ဆို့အရေးယူမှုများစွာကိုခံနေရပါတယ်။တောင်ကိုရီးယားရဲ့ထောက်လွှင့်ရေးအေဂျင်စီကမြောက်ကိုရီးယားနိုင်ငံဟာယူရေနီယံတန်းစီရင်စက်ရုံအများပြားကိုလည်ပတ်နေတယ်လို့ယုံကြည်ရကြောင်းပြောကြားခဲ့ပြီးအဲ့ဒီစက်ရုံတွေကဆွေးနွေးမှုတွေအပြုမှာပြုံးရန်ဘက်ကဖြစ်သိမ်းခဲ့တယ်လို့ဆိုခဲ့ပေမဲ့2021ခုနှစ်မှာပြန်လည်အသက်သွင်းခဲ့တဲ့ယွန်ပွန်နျူကလ িয়ার စခန်းအစက်ရုံတစ်ခုလည်းပါဝင်နေပါတယ်ခင်ဗျာဒီတစ်ပတ် DMG ရဲ့နိုင်ငံတကာသတင်းအစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါရစေ DMG ပြည်သက်တွေကြိုက်နေတဲ့မဲလို့မျှော်လင့်ပါတယ်ဒီအစီအစဉ်ပါဝင် DMG ကထုတ်လုပ်နေတဲ့သတင်းအစီအစဉ်တွေနဲ့ပတ်သက်လို့အကြံပြုချင်တာဒါမှမဟုတ် DMG ကိုသတင်းတွေပေးပို့ချင်တယ်ဆိုရင်တော့အပေါင်း66ဆက်သွင်းရကို643633ကို Viber Signal Telegram WhatsApp တို့ကနေလုံခြုံစိတ်ချစာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။